ဇလိုင်းဆောင်မလို့အန်ကုံရှာပွေထားတဲ့ဖုန်းရဲ့တင်ညာတိုင်းပဲရောက်ရှိခဲ့တဲ့နဝန်းစားတောက်ဆိုင်ရဲ့ပုံပြပြီးတော့ရောင်းဝမကောင်းပဲဖွင့်လှစ်ထားတဲ့ဆိုင်ပဲလို့ရေရွတ်လိုက်ပါရီကေနိုဝီကသူရိုက်လာတဲ့ဓာတ်ပုံတွေကိုပြပြီးတော့နေဘက်စီးပွားရေးမကောင်းပေမဲ့ညဘက်စီးပွားရေးကောင်းတယ်လို့ပြောကာညဘက်မှာစီးပွားရေးလုံးဆရာရှိတယ်လို့ပြောပြီးတော့ထပ်သွားတာကြောင့်မလို့ဂေနိုကီရဲ့နောက်ကနေပြီးတော့လိုက်လာခဲ့ပါရီညဘက်ရောက်တဲ့အခါမှာတော့သုံးကွက်မောက်ကစားပွဲမှာကလင်ကကြစ်ကြနေတယ်ဒိုင်းချောင်ဂျင်ဝဲလက်ကိုအမိရဖမ်းလိုက်သူကတော့ဂိုင်းစတာလောင်းကစားပုံစံအပြည့်ဝထားတဲ့ဂေနိုကီပဲဖြစ်ပါရီ ဂေရိုဂီရောဒိုင်ပြည့်သူဂျောင်ဂျီယွန်းရဲ့စုထားရည်လက်သေးကိုဖြန့်ခိုင်းပြပေးမယ်။ဒိုင်ကတော့ပြီးခဲ့နေပါပြီ။ခန်းတန်းတန်းကောင်းဆောင်မျိုးသမီးမန်တန်လင်နဲ့သူ့ရဲ့လူတွေရောက်လာတဲ့အချိန်မှာတပည့်တစ်ယောက်ကအစာဆုံးပြေးဝင်လာကြအောင်မလို့ဂေရိုဂီကဒိုင်ရဲ့လက်ကိုလည်းမလွတ်ဖဲနဲ့အဲ့ဒီလူကိုစောင့်တွန်းလိုက်ပါပြီ။နောက်တစ်ယောက်ကပစိန်နဲ့ထပ်ဝင်လာချိန်မှာတော့ခေါင်းဆောင်မျိုးသမီးမန်တန်လင်ကဒါဟာသူ့ရဲ့ဖောက်တယ်ဖြစ်တာကြောင့်မလို့ပြေးလေးလေးဆက်ဆံမှုတက်ပြောပါရီ။ဂေရိုဂီကလက်ရှိသူထိုးထားတဲ့ခွက်အောင်မှာဘောလုံးမရှိဘူးဆိုပါကကျန်တဲ့ခွက်အောင်မှာဘောလုံးရှိရမယ်လို့ပြောပြီးတော့သူကအဲ့ဒီခွက်နှလုံးအောင်မှာဘောလုံးမရှိတဲ့ဘက်ကနေလောင်းမယ်လို့ပြောလိုက်ပါတယ် ဂေရူကီကဂျန်နဲ့နှစ်ခွက်အောင်မှာဘောလုံးမရှိဘူးလို့ပြောပြီးတော့သူ့ရဲ့အိတ်ကိုတုံချကပွားထားတဲ့ဖုန်းတွေရောလက်ရှိသုံးနေတဲ့ဖုန်းတွေရောအကုန်လုံးလောင်းမဲ့ခွက်နှစ်ခွက်အောင်မှာဘောလုံးရှိရင်သူလောင်းထားတဲ့အကုန်လုံးယူသွားလို့စင်ခေါ်လိုက်ပါတယ်။အဲဒီတော့မှဒိုင်းချောင်းကြီးဟုံးကအရှုံးပေးလိုက်ပါတယ်။မန္တလေးကအဲဒီတိုင်ကိုကလင်ကကြစ်ကျွတ်ကရိုးကောင်လို့ခေါ်ပြီးတော့နောက်နေ့မလာနေလို့ပြောလိုက်ပါတယ်။ဘဂျင်းကတော့အိန္ဒာရဲ့ဝင်ကဂျိုးချောင်းကိုနဲ့ဆက်သွယ်ပြီးတော့သူရဲကြောင်းနေကြောင်းပြောပြပါတယ်။ဂျိုးချောင်းကလည်းဒီကောင်လေးဟာပေါ်တိတိကောင်နေမဟုတ်တာကြောင့်ကြောက်တယ်ဆိုတာကပုံမှန်ပါပဲလို့အားပေးပါတယ်။ ပကျုံးကဒီတိုင်းပဲရဲကိုတိုင်ပြီးတော့ဖမ်းလိုက်ဖို့တက်ပြောပါတယ်။ဝင်မတ်မှုတွေဂျင်းဆောင်ချေကိုတိုင်ပြီးတဲ့ခါမှာအခုချိန်ဝင်မတ်မယ်ဆိုရင်လူတွေသာအဖက်တင်ပြီးတော့တရက်ငွေရနေရအနှက်လက်ဆဖြောက်ပြီးလောက်ပြီးဖြစ်တာကြောင့်မလို့မူလရည်ရွယ်ချက်ပြတ်သွားနိုင်ကြောင်းပြောပါတယ်။ဂျိုဂျောင်ကိုကလည်းဂေနူကြီးကဒီတစ်ခေါက်မှာတော့လူဖမ်းမှုမဟုတ်ဘဲနဲ့ငွေရဖို့အဓိကလုပ်နေရကြောင်းမကြောက်ဘဲနဲ့မရင်မိနိုင်ဘူးလို့အားပေးပါတယ်။တဖက်မှာလည်းပဲဝါမင်းဟိုကတော့စစ်စီမီးမြန်းမှုအတွက်ဖုန်းခေါ်လိုက်တိုင်းမှာလူလိန်ကောင်လို့ဆွဆွဲခံရပြီးတော့ဖုန်းချသွားတဲ့လူတွေနဲ့သာကြုံတွေ့နေရကြောင်းမလို့စိတ်ရှုံနေပါရဲ့ ကန်နာကတော့တတက်မိုးပြတက္ကစီကုမ္ပဏီရဲ့စားတောက်ဆိုင်မှာရောက်နေပြီးတော့ဂင်းတို့ကြီးအလုံးမလာတဲ့ကိစ္စနဲ့ပတ်သက်ကစုံစမ်းနေပါတယ်။ကာသမတယောက်ကသူတို့ကမကြာခဏအဖွဲလိုက်ကြီးခွင့်ယူတဲ့အကြောင်းပြောကာခွင့်ယူတဲ့လူရဲ့နာမည်စင်းကိုညွှန်ပြလိုက်ပါတယ်။ကန်နာကအပြင်ပြန်ထွက်လာတဲ့အခါမှာတော့ရုပ်ပြောင်းထားတဲ့ဂျိုးချောင်းကိုနဲ့တက်တက်ဒူရာအကြောင်းမလို့စုံစမ်းတဲ့အခါမှာဂျိုးချောင်းကိုကဦဥာဦဦနဲ့ယူတီအောင်ဆောင်ပြီးတော့အလုံးရှိသေးတဲ့အကြောင်းအကြောင်းမြကတခြားကုမ္ပဏီတက္ကစီကိုငှားပြီးတော့ထွက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်။ နဝုံးကုမ္ပဏီဘက်မှာတော့ဘယ်ဂျီယုံကယာယီဖုန်းနံပါတ်တွေကိုတစ်လုံးပြီးတစ်လုံးသုံးရင်းနဲ့ပတ်စံတွေလွဲခိုင်းနေရကအားလုံးကလည်းကြီးပြူစွာလွဲပြောင်းပေးနေရကြောင်းမလို့အဖွဲ့ဝင်တွေကအားကြနေပါတယ်။ဒါမဲ့လည်းတကယ်ဖြစ်ရက်ကဖုန်းအလုံး20လောက်ကိုသုံးပစ်လိုက်ပြီးတော့ရရှိငွေမှာငွေနံပါတ်တစ်ခုကို90ဒသမ100ပဲရတာကြောင်းမလို့စစ်စပောင်းဒေါ်လာက650သာရပါတယ်။မန္တလေးကဖုန်းမိုးတော်မှမကြေကြောင်းပြောပြီးတော့ဒေါ်ပွားပြီးသူရဲ့တပည့်ဂျန်ဒူပုံကိုစော်ဘလော်တုတ်ပါတော့လေ။နောက်ထပ်ယာယီဖုန်းတွေထည့်ရဖို့အတွက်လည်းတပတ်လောက်စောင့်နေရမှာဖြစ်တာကြောင်းမလို့မန္တလေးက ဂျန်နူဘုံကိုဒီကြားထဲမှာသူတို့တွေလမ်းမဆုံနေကြမှာလားလို့မေးကဒေါသထွက်နေပါလိမ့်အဲဒီအချိန်မှာပဲဂျောင်ဂျီဝန်ကနဝန်းစားတော့ဆိုင်ထဲမှာဖုန်းတွေအများကြီးနဲ့လောင်းကြီးထွက်သွားတဲ့ကောင်ရောက်နေကြောင်းသတင်းပေးလာပါတယ်ဘက်တလင်ကစားတော့ဆိုင်ကိုသွားပြီးတော့ဂေနိုဂီနဲ့မိဖွဲ့ကစစ်ဆေးမေးမြန်းပါတယ်ဂေနိုဂီကလည်းအန်ကွန်ကိုကူညီနဲ့မေကွန်းတွေထပ်ပိုးတဲ့အဖြေတွေကိုဖြေပေးလိုက်ပါတယ်ဘက်တလင်ကဖုန်းတွေကိုသူ့ကိုရောင်းပေးဖို့ပြောတဲ့အခါမှာဂေနိုဂီကလည်းသူ့ရဲ့ဝယ်လက်နဲ့ချိန်ထားလို့အခုစောင့်နေတာဖြစ်တာကြောင့်မလို့ဘလောက်ပဲပဲမရောင်းနိုင်ကြောင်းပြောပါတယ်မကြခင်အချိန်မှာချိန်ထားတဲ့ဖွဲ့တွေရောက်လာပြီးတော့ဝယ်လက်နှစ်ဖက်အငင်းပွားကြရင်လည်း ထိုးတော့ကြိတ်တော့မဲ့အချိန်ဤဖြစ်လာတဲ့အချိန်မှာဂေနိုကီကသူ့ရဲ့ဝယ်လက်ရဲ့လက်ကိုအမိရဖမ်းပြီးတော့မင်းကလေးတယောက်ကိုဒါမျိုးမလုပ်သင့်ရင်ကြောင်းမေဒလင်ရဲ့ဘက်ကနေပြီးတော့ကာကွယ်ပေးလိုက်ပါတယ်။ဂေနိုကီကအဲ့ဒီလူတွေကိုဘလောက်ပဲပြေးပြေးပွဲပြတ်သွားပြီဖြစ်ကြောင်းပြောကနင်းထုတ်လိုက်ပါတယ်။မေဒလင်ကတော့ပွဲပြတ်သွားတာကြောင့်မလို့အခုဖုန်းနဲ့အားလုံးမေဒလင်ပိုင်ပြီလို့ပြောလိုက်ပါတယ်။ဒီလက်စ်ကုမ္ပဏီမှာတော့ဘေးဆောင်မီယာဆော့တွေကိုဂျူနိုချော့ရဲ့ကိစ္စတွေကိုလက်စားတက်ဖို့နဲ့အညစ်အကြေးတွေရှင်းပြဖို့တက်ပြောပါတယ်။ဘဂျင်းကတော့အင်သားတွေဝင်ပြီးတော့ဒီနေရာရင်းကနေသူအမြန်ထွက်ချိန်နေပြီဖြစ်ကြောင်းပြောနေချိန်မှာ ဂျန်နူပုံနဲ့တက်တက်မိသွားပါတယ်။အန်ဂုံကဂေနိုဂီစီကိုသွားပြီးတော့ပတ်ဂျီယွန်းကိုကယ်ဖို့အတွက်တောင်းပန်တဲ့အခါမှာဂေနိုဂီကပတ်ဂျီယွန်းကိုအလုထွက်ခိုင်းလိုက်ဟူတာဖြစ်ကြောင်းပေါ်ပပါပေပြောပါတယ်။နဝုံးကုမ္ပဏီမှာတော့ပတ်ဂျီယွန်းကိုဖမ်းမိထားတာကြောင့်မလို့မက်ဒလင်ကဘသူနဲ့ယင်းနီနီဖုန်းပြောနေရလဲလို့မေးတဲ့အခါမှာပတ်ဂျီယွန်းကသူကညာရင်မြင့်သူဖြစ်တာကြောင့်မလို့တယောက်တည်းပဲစကားပြောတတ်တယ်လို့စိတ်ချမ်းမာရေးလဲကောင်းမှုကြောင့်ပြန်ပြောပါတယ်။ဒီတော့မက်ဒလင်ကပန်ဂျီယွန်းအုံးစီမှာရှာဖွေတဲ့ခါမှာတော့စကားပြောဆက်အသေးလေးတစ်ခုကိုနရွက်နောက်မှာတသားတွေဝတ်ထားတာကိုတွေ့လိုက်ရပါတယ် မရလင်ကလောက်ဝက်စကားပြောချက်ကိုပါဇက်တဲဝါလိုက်ကအမှန်တိုင်းပြောရင်တတောင်တတနဲ့တက်ပြီးမှဖြစ်ပြီးတော့လင်းညာရင်တော့နာနာချင်းချင်းနဲ့တေးဆုံးရမယ်လို့ပြောကလေဘင်းမော်အသားလီတာတင်ထားလိုက်ပါရီအဲအချိန်မှာပဲလောင်ကစားသမားဟန်ဆောင်ထားတဲ့ဂိနိုဂီကရောက်လာပြီးတော့ဘာမဟုတ်တဲ့လူတယောက်အတွက်လက်အပင်မခံတဲ့အကြောင်းဝင်ရောက်ပြောဆိုလာပါရီဘဂျီယုံကဂိနိုဂီကိုတွေ့လိုက်ရအောင်မလို့အာကိုတကြီးဖြစ်သွားပြီးတော့ခေါင်းဆက်ပြပါရီဂိနိုဂီကဘဂျီယုံကိုသူကသိအကြောင်းဘဂျီယုံကရေးတယောက်ဖြစ်ကြောင်းပြောလာပါရီ အဲ့တော့ဘယ်ဂျီယုံကိုဂီနိုဂီယာတစ်ချက်ထိုးလိုက်ပြီးတော့ဒီကောင်ကသူဟာရှာနေရကြပြီဖြစ်တာကြောင့်မလို့သူတာဝန်ယူပြရစီလို့ပြောလာပါတယ်။အန်ကောင်ကဘယ်ဂျီယုံပြောင်းနေရကြောင့်မလို့ရှာဖွေဖို့တဲ့ချူချောင်ကိုစီကိုဖုန်းဆက်တဲ့ခါမှာချူချောင်ကငားများနေပြီးတော့နောက်ဘက်ကားထဲမှာတော့ဂန်နာချူချောင်ကိုထိုင်ကြည့်နေပါတယ်။ဂီနိုဂီနဲ့မက်ဒလင်တို့အဖွဲကတော့ဘယ်ဂျီယုံရဲ့မျက်နှာကိုအဝိနဲ့ဆွကအမြန်သိမ်းမောတစည်းနဲ့ပင်လယ်ဘက်ကိုထွက်လာကြပါတယ်။ဂီနိုဂီယာဘယ်ဂျီယုံရဲ့အဝိကိုဆွဲဖိလိုက်တဲ့ခါမှာဘယ်ဂျီယုံကရေတောက်ချင်းချောင်ပြောပါတယ်။ဂီနိုဂီကရေတဲ့ကိုပြစ်ချမဲ့အချိန်မှာရေတောင်းတောက်စီရလာလို့မေးကာ ပြေချလိုက်ကြဖို့အတွက်အော်ရာပေးလိုက်ပါတယ်။ဘေကျင်ကလေးကမျက်မုံကျိုးနေမှမသိတဲ့ဂျန်နူပုံတဲ့ဂျောင်းဂျီဝန်းကပကြင်ဝန်းကိုဖွင့်လို့ရတဲ့ပေးပါဘုံကုန်နေကိုထဲကရေလေးကိုပြေချဖို့အတွက်ကြိုးစားပါတယ်။ကေနိုဂီကတော့အိမ်မှာစီးပွားရေးလုပ်ရင်အကောင်ထဲပတ်စပ်တွေပျောက်သွားပြီးတော့သူ့ရဲ့ညီကိုတွေလည်းအဖမ်းခံရတာကြောင့်မလို့သူတို့ထဲရွာတွေကနေထွက်လာခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။အဲဘသူလက်ချက်လဲဆိုတော့ဆက်ပြီးတော့စုံစမ်းတော့မှပကြင်ဝန်းရဲ့လက်ချက်ဖြစ်နေမှတီးခဲ့ရတာကြောင့်စိတ်နာနေရလို့လီစေကမန္တလေးကိုပြောပြပါတယ်။ ။ဂင်နူဂီကပဲဆက်လက်ပြီးတော့ဒီလိုမြင်ကွင်းမျိုးနဲ့မန္တလေးရဲ့မျိုးလုံးလှလှလေးနဲ့ကြည့်ဖို့ရာကမထိုက်တန်ကြောင်းပြောကသူကိုယ်တိုင်မဲ့ရေတွေကိုကန်ချလိုက်ပါရီ။အန်ဂူန်တို့ကတော့အစီအစဉ်အတိုင်းပဲချိန်ထားနေရကနေပြီးတော့ပတ်ဂျင်အုံးတို့ကဲလိုက်ပါရီ။ပတ်ဂျင်ကဂင်နူဂီကသူ့ကိုရေလေးတော့မှမတိုက်ပဲရေတွေကိုကန်ချတာလို့ငိုကြီးချက်မတဲ့အန်ဂူန်ကိုပြန်ပြီးတော့တိုင်ပါရီ။မန္တလေးကတော့ဂင်နိုဂီရဲ့ဖုန်းတွေကိုယူသွားပြီးတော့ထမင်းစားခြင်းရင်ဖုန်းတွေကိုလာယူပြီးတော့အလုပ်လုပ်ကြလို့စော်ဩပါရီ။ဂျန်နူဘုံနဲ့အချောင်းဂျီယွန်တို့ကလည်းပဲဖုန်းတွေကိုယူကာစတင်ပြီးတော့ဆက်သွယ်လိမ့်လေကြပါရီ ဒါမှမဟုတ်ဖုန်းတွေအားလုံးကိုအန်ကုန်ကထိန်းချုပ်ထားတာကြောင့်မလို့ဂျားတွေကနေပြီးတော့ဖြတ်ချပစ်ပါရီ။ဂျောင်းညုံကတော့မန္တလေးစီကိုဖုန်းဆက်ပြီးတော့ဘဏ်အကောင့်လှမ်းတောင်းတာကြောင့်မလို့ဖုန်းပြက်နားထောင်နေတဲ့အန်ကုန်ကဘဏ်အကောင့်တိသွားပြီးတော့ password ရရင်မရှင်းအောင်ပြီးတော့အားလုံးပြောနေပါရီ။မန္တလေးကဂိန်းနိုကီနဲ့အတူတူကနန်းတွေကိုထိုင်စားနေပြီးတော့ကနန်းတွေခွာနေတဲ့ဂိန်းနိုကီကိုမန္တလေးကရှိုးနေပါရီ။ဂိန်းနိုကီကခွာပြီးသားကနန်းကိုမန္တလေးစီကိုထိုးပြလိုက်တဲ့အခါမှာမန္တလေးကလူကြားထဲမှာရူနီတာကို "तू ကယွန်းနေမြုံဘူး"လို့ပြောကကနန်းကိုပုတ်ချလိုက်ပါရီ။ ကေနိုကီက "तू आ လဲဒီလိုလူတွေကိုမယုံတာကြောင့်မလို့အသက်ရှင်နေသေးတာဖြစ်ပြီးဘာမှညာညာတွေမမီးဘဲနဲ့ကနန်းအောင်သာစားလိုက်ပါလို့မက်ဒလင်ကိုပြောပါတယ်။မက်ဒလင်ကလည်းစားရင်တလူလူဖြစ်လာပြီးတော့အချို့ဆုံးကနန်းအဖြစ်ဂျင်းနဲ့ဆိုတာတတ်မှတ်ကစားသုံးလိုက်ရမှာတီးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂင်နိုကီနဲ့မက်ဒလင်တို့ရဲ့ဖက်နက်တွေကိုအတူတူဖက်နက်ချွတ်မှာတွေ့လိုက်ရပါတယ်။ဂန်နာစီကိုဝေါမင်းဝူကဖုန်းဆက်ပြီးတော့သူတို့လောက်ရက်ကမှားသလားမှန်သလားတော့မသေးကွဲတော့ဘူးလို့ပြောတာကြောင့်ဂန်နာကလည်းသူ့ကိုသူပြန်လှည့်ပြီးတော့တုံးတက်နေပါတယ်။ဂန်နာငားများနေကြတဲ့ဂင်နိုကီအဲကြောင်နဲ့အချို့ကြောင်ဂိုးနဲ့ ဘာဂျီဝန်တို့ရဲ့ဖုန်းတွေကိုခေါ်ကြည့်တဲ့အခါမှာတကယ်ပဲဖုန်းတွေပိတ်ပြီးတော့အနားယူနေကြောင်းသိရပါတယ်။ဂင်နိုဂီကတော့ဂန်ဟနာရှိနေရာကိုသိနေပြီးတော့ဒေးထီလိုက်လာနိုင်တယ်ဆိုတော့ကသူတို့လည်းဝေးဝေးပြေးရမယ်လို့ပြောပြီးတော့သူဟာမက်ဒလင်နဲ့အပျော်စီးတင်းမောစီးယုံမယ်လို့အားလုံးပြောကဘန်ကောက်တခု password ရရင် mission ပြီးပြီးလို့ပြောပါတယ်။ဂင်နိုဂီကမနှက်ဖြန့် mission အဆုံးသတ်လို့ပြောပြီးတော့နောက်တနေ့မှမက်ဒလင်စီကထွက်လာတာကိုဂန်ဟနာနောက်ကနေတောက်လျှောက်လိုက်ပြီးတော့နောက်အောင်ခံလိုက်ပါတယ်။ဂန်ဟနာမက်ဒလင်စီမှာဂင်နိုဂီရဲ့ဓာတ်ပုံကိုပြပြီးတော့စုံစမ်းအချိန်မှာစုံနောက်ဝါမင်းဝင်ရဲ့ဖုန်းကဝင်လာပြီးတော့ ဒီရက်နေ့ဆက်ချက်ရအပန်းပြေစကန်လေးကမီးလောင်နေတဲ့အလောင်းဟာပိုင်ရန်ချင်းရဲ့အလောင်းဖြစ်ကြောင်းအတည်ပြုပါရီလေကားနောက်ဘက်မှာဂင်နိုကီနဲ့ချိုချောင်ကိုရောရောက်နေပြီချိုချောင်ကဟာမောင်ကိုခီးတဲ့အချိန်လေသမားဖြစ်ကြောင်းမက်ဒလင်နဲ့မိတ်ဆက်ပေးပါရီဂင်နိုကီကသူ့ရဲ့နောက်ကိုရဲအမှုစစ်တယောက်ရောက်နေတာကြောင့်သူကဒီကနေ့အဝေးဆုံးပြေးရတော့မယ်လို့မက်ဒလင်ကပြောပါရီဂင်နိုကီကဒီလမ်းခွဲမှုမှာဝမ်းနေရတဲ့သူကသူ့တယောက်သေးပါလားလို့ဆွဆွေးလေးပြောပြီးတော့ထပ်သွားခဲ့ပါရီတဘက်မှာတော့အန်ကုံကမက်ဒလင်ရဲ့အကောင့်ကိုကလိနေရာအကြောင်းမလို့ဘန်ကနေမက်ဒလင်ကိုလှမ်းပြီးတော့ခေါ်ပါရီ ။ဘန်ရှုရောက်တဲ့အခါမှာဂီနိုဂီကလည်းငွေလိုရာကြောင့်ရောက်လာရင်နဲ့နောက်တစ်ခါထမ်းမတွေ့ရတော့ဘူးလို့ထင်ထားရကပြန်တွေ့ရပြီပေါ့လို့ပြောပါရီ။ဘတ်တလင်ကဂျေးနဲ့ပီတီနဲ့ပြောရင်းနဲ့ဘန်နဲ့ဝင်သွားကြပါရီ။ဂီနိုဂီကသူ့ကိုလိုက်နှုတ်ဆက်ဖို့နဲ့လက်ဆောင်တစ်ခုလိုက်ဖို့ပြောရင်းနဲ့သူ့ရဲ့ထုံကြီးကိုအက်ခါတပ်စင်ကန်းစီကိုဝင်သွားပါရီ။ဘတ်တလင်ကလည်းထုံကြီးကိုမှပြီးတော့ password မှားယွင်းတဲ့ကိစ္စကိုတွားရောက်ပြီးတော့ဖြေရှင်းပါရီ။ဘဲပြန်မာတော့ဂီနိုဂီကမက်တလင်ကိုနမ်းမလို့နဲ့အနောက်ကအိတ်ကိုလှမ်းယူပြီးတော့လှေဖို့ရှင်းစရာရှိကြောင်းပြောကကားပေါ်ကဆင်းသွားပါတယ် ဂေနိုဂီယာသူ့ရဲ့အိတ်ကိုသွားသိမ်းနေချိန်မှာမက်ဒလင်ကမှန်အောင်ကြည့်ကပြူးလိုက်ပြေးလိုက်လှုပ်ကြည့်နေပါတယ်။မက်ဒလင်ကလေလာမပုတ်ပဲပတ်စံနေဘက်သွားရင်ဘယ်လိုလုပ်မလဲလို့မေးတဲ့အခါမှာဂေနိုဂီယာငိုမာဘောလို့ပြန်ဖြေတာကြောင့်မလို့နှစ်ယောက်သားရီမောလိုက်ကြပါတယ်။ဂေနိုဂီပြီးတဲ့လက်ဆောင်ကတော့ပက်ဂျီယွန်းကိုသူ့ကိုယ်တိုင်ရီတဲ့ကန်ချနေတဲ့ဖိုင်ပါရဲ့ဖုန်းတလုံးဖြစ်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရဲကြီးဖြစ်တဲ့နာရှာလာခဲ့ရင်ဒီဖိုင်ကိုပြောလိုက်ပါလို့မက်ဒလင်ကိုပြောလိုက်ပါတယ်။ကေနိုဂီယာသူ့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးရင်ဝင်းလုံးတစ်ခုကိုအတူတူထားကဖုန်းလာတိုင်းသတိရနေကြမယ်ဆိုပြီးတော့ easy ကလေးထုပါရီ ဘက်တလင်ကလည်းအပြောချိုးတဲ့လူကြီးပြန်လာတဲ့သူ့စီကိုတန်းဝင်ခဲ့လို့ဖိတ်ခေါ်ပါရီဘက်တလင်ကသူ့ရဲ့ရုံးငန်းထဲကိုပြန်ရောက်တဲ့အခါမှာဂေနိုဂီထည့်ပေးထားတဲ့ဖုန်းနံပါတ်ကလေးကိုပြန်ကြည့်ကစိတ်ကူးရင်နေတော့ဂျဲနူဘုံနဲ့ဂျောင်ဂျီယွန်တို့ကသူတို့ကိုပေးစရာရှိတဲ့ပတ်စံတွေကိုလာပြီးတော့တောင်းပါရီအဲဒီအချိန်မှာပဲဗန်မက်ဆေ့ဝင်လာပြီးတော့ပတ်စောကမှားနေနေလို့ပြန်ပြောပါရီဘက်တလင်ကလည်းဒေါသထွက်ထွက်နဲ့ဗန်ကိုနောက်တစ်ခါပြန်ရောက်လာတဲ့အခါမှာတော့ဗန်စီးမလီကအကောင့်ထဲမှာ0ဖြစ်နေတဲ့မက်တလင်ရဲ့ပေါင်းချောက်ထုတ်ပြပါရီမတလင်ယာဗန်ထဲမှာပေါက်ကွဲတောင်းကြိုင်းနဲ့ဂီနိုဂီပြောခဲ့ဘူးတဲ့ဒီခေရဲတွေကကြောက်စရာကောင်းလာကြောင်းနဲ့ တို့အကောင့်တွေကပတ်သက်နေပါပြောင်းသွားမှုကြောင့်ပြောတော့သတိရသွားပြီးတော့ဂင်နိုစီကိုဖုန်းဆက်ကတိုင်တန်းနေပါ ರಿ ဘက်တလင်ကဂင်နိုကီကိုလေယိုပြန်လဲလာပြီးတော့သူ့ကိုခေါ်ဖို့ပြောတဲ့ခါမှာဇေယီကြီးမလာကြောင်မလို့ပြန်လဲဖို့မလွယ်ကြောင်ပြောပါ ರಿ မဒလင်ကလည်းပတ်သက်နေရှင်းရမယ့်ဖုန်းတွေကဝင်လာနေရကြောင်သူကထွက်ပြေးမှရမှာဖြစ်ကြောင်ပြောပါ ರಿ မဒလင်ကသူ့မှာတင်ထားတဲ့ပတ်သက်နေရှိနေသေးရကြောင်မလို့လေယိုသာပြန်လဲလာဖို့အတွက်ဂင်နိုကီကိုပြောပါ ರಿ မဒလင်ကရှိသမျှပတ်သက်နေချိန်ထားတဲ့လော်ဂါတွေကိုထည့်လိုက်ပြီးတော့ခဏမှာတော့ချူချောင်ကလော်ဂါတွေကပတ်သက်နေကိုထုတ်ယူသွားပါ ರಿ ဗလိလင်ကသူ့လာကြွေးလေးပေါ်တက်ပြီးတော့အခန်းထဲဝင်လိုက်တဲ့အချိန်မှာတော့အခန်းထဲမှာဂျန်လူဘုံဂျောင်ဂျီဟွန်းနဲ့တခြားသူတွေကိုတွေ့ရတာကြောင့်မလို့ဘာလို့ဒီကိုရောက်နေကြတယ်လို့မေးလိုက်ပါတယ်။ဂျန်လူဘုံနဲ့ဂျောင်ဂျီဟွန်းတို့ကသူတို့ရဲ့ပတ်စံတွေပြန်လာပြီးဖို့တောင်းနေတယ်လို့မဒလင်းကဂင်နိုဂီစီကိုထွက်ပြေးဖို့ပြောထားတဲ့အတန်ဖိုင်ကိုလည်းဖွင့်ပြလိုက်ပါတယ်။သူတို့ကတယောက်ကလည်းပတ်စံမရရင်ရတာယူမှာပဲလို့မဒလင်းကပြောပါတယ်။မဒလင်းကတော့စိတ်ပြက်လက်ပြက်ထိုင်ချလိုက်ပြီးအပြန်လန်းစီမရှိတော့တဲ့သူတွေဟာတင်းမောရဲ့ခေါ်ဆောင်ရာကိုပါသွားကြပါတော့တယ်။ ။မကြခင်မှာဂိနိုကီရောက်လာပြီးတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုဖွင့်ပြောပါရီ။အန်ဂွန်ကဖုန်းခိုးနားထောင်ရင်းနဲ့ဘဏ်အကောင့်ကိုတိသွားက password တွေရှောက်ထည့်ပြီးတော့မက်ဒလင်ကိုဘဏ်ကိုရောက်လာအောင်ခေါ်လိုက်တာပဲဖြစ်ပါရီ။ပတ်စံအင်ဂျီကိုမက်ဒလင်ရဲ့လက်ထဲမှာထည့်ခဲ့ပါရီ။မဒလင်ကကင်မရာတက်ထားတဲ့ AG ကိုယူမှာ password တွားပြီးတော့ပြောင်းပါလေကင်မရာကနေပြီးတော့ password ကိုတိသွားတဲ့အန်ဂုံကငွေတွေကိုအလွယ်တကူပဲထုတ်ယူလိုက်ပါတယ်လိုအပ်နံပါတ်သိရှိပြီးရတဲ့အချိန်မှာအန်ဂုံကဂိနိုဂီကိုလိုအပ်နံပါတ်ကိုမဒလင်ရဲ့ဖုန်းကနေအတီးပြူရမှာဖြစ်တယ်လို့ဂိနိုဂီကိုအကြောင်းကြားပါတယ် အဲ့ဒီချိန်မှာဂေနူဂီကမက်တလင်နဲ့အတူတူရှိနေပြီးတော့သူ့ရဲ့ဖုန်းနံပါတ်ကိုသူကိုယ်တိုင်သူ့ရဲ့နာမည်အရင်းနဲ့ရိုက်ထည့်ပေးပြရစီလို့ပြောပြီးတော့မက်တလင်ရဲ့ဖုန်းကိုတောင်းလိုက်ပါရီအဲ့နောက်တော့ဖုန်းနံပါတ်ကိုရိုက်နေစီမှာမက်ဆေ့ချ်ဆောက်ရင်းနဲ့အချိန်ဆွဲဖို့အတွက်ဂေနူဂီကသူ့ရဲ့ဖုန်းနဲ့ဝရင်းလုံးအတူတူထားအောင်လို့ပြောကရေနိုအတန်ကိုအကြေကြီးနဲ့အကြာကြီးဖွင့်ကဂေနိုဂီကတော့ပို့လာတဲ့ message တွေကိုဖျက်ပလိုက်ပါတယ်။သူ့ရဲ့အကောင့်ထဲကငွေတွေကိုဂေနိုဂီကခိုးသွားမှန်းသိတော့မက်တလင်ကဂေနိုဂီကိုယုံကြည်မှုအလွဲသုံးစားလုပ်တယ်လို့ပြောနေရကြောင်း ဂေနိုဂီကမတလိန်လိန်ခဲ့တဲ့သူတွေကလည်းဒီလိုပဲခံစားခဲ့ကြပြီလို့ပြောပါတယ်။မတလိန်က "तू ကဂေနိုဂီကိုသူ့ရဲ့ချစ်သူလို့ထင်မှတ်ခဲ့တာကြောင့်မလို့နောင်နာတော့မရအောင်ပြောပေမယ့်ဂေနိုဂီကတတလုံးနောင်နာရနေမှာလို့ပြောပါတယ်။မတလိန်ကတော့သူ့ကိုယင်းတွေကခဏလောက်လေးဖြစ်ဖြစ်မချစ်ခဲ့ဘူးလားလို့ဂေနိုဂီကိုမေးတဲ့အခါမှာဂေနိုဂီကနည်းနည်းလေးမှတော့မချစ်ခဲ့ကြအောင်ပြောတာကြောင့်မလို့မတလိန်ကထပ်ပြီးတော့အသေးနှာခါကြွေးရပြန်ပါတယ်။မတလိန်ကသူတို့နောက်ထပ်တွေးကြရအောင်မလားလို့မေးတဲ့အခါမှာတော့ဒီလီကအဝေးဆုံးသွားဖို့အတွက်ပတ်စံရှင်းထားတာဖြစ်တယ်လို့ပြောပါတယ်။ အနောက်ကနေလိုက်လာတဲ့လေတစီကတော့ဂေနိုဂီယိုလာခွန်နေပြီးမက်ဒလီနိုကတော့သူရဲ့လေထဲမှာပဲလောချခံထားပါဗျ။အန်ဂွန်ကတော့စီရင်အတိုင်းအတီးကြဖြစ်အောင်ပတ်စံတွေကိုအလိန်ခံထားတဲ့သူရီစီကိုပြန်လွှဲပေးလိုက်တာကြောင့်မလို့ပေါ်ပါသွားပါဗျ။ဇေယုံမှာတော့ဂျင်းဆောင်ချေကဇေယုံကနေစီမှုပြင်ဆင်နေချိန်မှာချိုဂျင်းဥကရောက်လာပါဗျ။ဂျေးဆောင်ချေကဒူလက်စ်ရုံငန်းလေးကိုပြန်လည်ရောက်လာခဲ့တဲ့အခါမှာဒူနိုချောတေးဆုံးသွားကြောင်းသတင်းကိုကြားလိုက်ရပါတယ်။ဂျေးဆောင်ချေကဘဲဆောင်းမီကိုသပင်းတစ်ချောင်းတော့မကျွတ်စေနိုင်လို့မှားထားတာပါ နဝုံစားတော့ဆိုင်ရှိကိုရောက်လာခဲ့တဲ့ကန်အနာကဆိုင်ရှိမှာရဲကားတွေကိုတွေ့လိုက်ရအောင်ကြောင့်မလို့စုံစမ်းခဲ့ပါရီစုံတော်ရဲ့ပြောပြချက်အရာဖုန်းနဲ့လိန်နဲ့အကြောင်းပြန်ခန်းကိုဖမ်းနေတာဖြစ်ကြောင်းနဲ့ခေါင်းဆောင်ပိုင်းတွေကတော့ထွက်ပြေးနေကြောင်းသိလိုက်ရတာကြောင့်မလို့ကန်အနာကဒီတစ်ခေါက်လည်းနောက်ကျပြန်ပြီလို့ပြောကပြုံးလိုက်ပါရီကန်အနာကညဘက်ဂီနိုဂီတက္ဆီတင်းလာတဲ့ပုံကိုဓာတ်ပုံသွားခိုးရိုက်ပါရီသူကြောင့်ကိုနဲ့ပဲဂျီဦးလူကတော့စက်ကူကောက်တဲ့အဖွားပြည်သူစီကိုအလိန်ခံရတဲ့ငွေသိန်းတရာကိုပြန်သွားပေးနေ BTD ကိုစားကပြောရွှင်စားနဲ့ဒီအပိုင်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါရီ